ျွန်တော်တို့ဒီကောက်ွယ်ဈေးကိုကျွန်တော်တို့အဲတနိုင်ငံလုံးထွန်းနာရရှိနိုင်ဖို့အတွက်ရောနောက်ပထမအဆင့်ကဘယ်လိုပြသပေးအဆင့်ကမအလိုက်ခုနဒီဒီ role of plan အတိုင်းကိုသွားနိုင်ဖို့ကကောက်ွယ်ဈေးရဲ့ကျွန်တော်တို့စီစဉ်ကောင်းတဲ့ဆောင်ရွက်မှုကနှစ်ပိုင်းကျွန်တော်တို့အာမာဗျူအချထားပါတယ်ပထမဒီပိုင်းကတော့ဒီ cross border ကနေသွားဖို့ဖြစ်ပါတယ် cross border ဆိုတာအိန္ဒိယဖြစ်မယ်တရုတ်ဖြစ်မယ် နောက် time ဖြစ်မယ်အခြေခံအားဖြစ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့သွားဖို့ဖြစ်ပါတယ်အဲ့ cross border ကိုသွားမယ်ဆိုရင်အဓိကတိုင်းသားနဲ့နဲ့ကင်ဒေါ်လာရေးအဖွဲ့ CDA အုပ်ချုပ်နေမြေဖြစ်တဲ့တိုင်းသားကျန်းမာရေးဌာနအဖွဲ့ CDA ကပြီးတော့မှ account ထဲပို့ဆောင်ရမယ်သူတို့အုပ်ချုပ်နေမြေရနေဒီ covid vaccine ရဲ့ဒီလူစုတွေကိုထိုးနှံပေးဖို့အတွက်ဒီချမှတ်ထားတဲ့ criteria တွေအမိတော့ကျွန်တော်တို့ပထမဒီ strategy ဖြစ်ပါတယ်ဒုတိယ strategy ကတော့ကျွန်တော်တို့ ဒီဒီရန်ကုန်လေစိတ်ကနေပါပေဆောင်ပြီးတဲ့ကိစ္စဖြစ်တယ်เนาะဒီဒီ cross border move နဲ့ဒီရန်ကုန်ဘက်ကနေအဖြတ်ဝင်လာမယ်ဆိုရင်တော့ general third party UN agency ကိုပေးပေးဖို့ရဲ့နောက်တစ်ခါထိုးနှံတဲ့နေရာမှာလည်းပဲ third party UN agency ကပဲထိုးနှံမှာဖြစ်ပါတယ်ဒီနေရာမှာ ကျွန်တော်တို့အဓိကတောင်းဆိုနေတဲ့စူးစမ်းဆောင်ရွက်နေတဲ့ဟာကဘာလဲဆိုတော့နှစ်ပါး သုံးချက်နေတဲ့ကတော့ကျွန်တော်တို့ဒီ third party UN agency ကနေပြီးတော့မှတောင်ယူထိုးနှံလက်ဖြစ်နေကစားကျွန်တော်တို့ဘက်ကဒီအင်အားစုဖြစ်တဲ့ဒီကျမ်းစာကြီးကလူခွင့်တရားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီဒီကျွန်တော်တို့ဒီကအင်အားစုပြည်ဆရာဝန်တွေ CDN လောက်ထားတဲ့ဆရာဝန်တွေ CDN လောက်ထားတဲ့ကျမ်းစာရေးဝန်ထမ်းတွေကနေပြီးတော့မှပဲဥပပေါင်းပါဝင်ပေးမှဖြစ်မယ်အတွက်ဒါကိုလည်းပဲကျွန်တော်တို့ ဒါဒီဒီ viewer တစ်ခုအနေနဲ့ကဒီထက်သားတာဖြစ်ပါတယ်ဒီလိုပူပေါင်းပါဝင်တဲ့နေရာမှာကျွန်တော်တို့တောင်းခံရမယ်အမတ်ခံတဲ့နှစ်ခုရှိပါတယ်ပထမတစ်ခုကတော့ဒီစီတင်ရထုတ်ထားတဲ့ဆရာဝန်နဲ့ကျန်းမာရေးဝန်ထမ်းတွေသူ့ရဲ့လုံခြုံရေးကိုဘလို့အမတ်ခံနိုင်တယ်ဒါကျွန်တော်တို့ကနီးနီးလန့်ရှာဖို့လိုပါလေတဲ့ဒုတိယတော့ဆေးထိုးနံတဲ့လူတွေရဲ့အာအမခံပြဖို့ပေါ့နော်တော်တော်များများကစစ်ကောင်စီကလိုက်လံဖမ်းဆီးတာတွေ လိုက်လံတုတ်တင်တာတွေနေနေတာတွေရှိတဲ့ခါကြတော့ဒီလိုဈေးထိုးနံတဲ့ဒီဈေးထိုးနံလက်ခံရရှိတဲ့ပြည်သူလူထုနဲ့ခုနဒီဒီဒီတချို့ဒီ CDM နဲ့အပြင်ဒီ GZ တွေကအစပေါ့နော်ကျွန်တော်တို့ဒီဟိုအမှတ်ခံမှုရအောင်လို့ဒါကိုလည်းပဲကျွန်တော်တို့အဓိကစဉ်းစားရမယ့်အချက်လေးဖြစ်ပါတော့နော်နောက်တစ်ခုကတော့ COVID နဲ့ပတ်သက်ပြီးဖြေကြားရရင်တော့ဆရာတို့မေးတာဟုတ်ပါတယ် COVAX ဆိုတာကဆိုတော့ကျွန်တော်ပြော WHO နဲ့ဒီ ဒီဆင်းရဲတဲ့မတတ်နိုင်တဲ့နိုင်ငံတွေအတွက်ကျွန်တော်တို့ဒီဟာကို free your charge ပေးတဲ့ကျွန်တော်တို့ဈေးဖြစ်ပါတယ်အဲ့ဒီဈေးကစောစောကပြောသလိုပဲကျွန်တော်တို့ Pfizer က၄သန်းနဲ့စောစောကဟို Sinovac နှစ်တသမာ2သန်းပေါ့နော်အဲ့ဒီဟာရဖို့ရှိပါတယ်ဒါနဲ့ပတ်သက်ပြီးကျွန်တော်တို့ process တွေဆောင်ရွက်နေပါတယ်နော်နောက်တစ်ခုကတော့စောစောကမှန်မှန်လေးဖြည့်သွားပါတယ် cross border နဲ့ရဖို့ရဲ့နောက်ခုနမင်္ဂလာတုံလေးစိတ်ကလာတဲ့ဟာရဲ့ဆိုပြီးနှစ်မျိုးရှိမှာဖြစ်ပါတယ်ကျွန်တော် cross border နဲ့ရတဲ့ဟာကိုလည်းပဲအိန္ဒိနီးချင်းနိုင်ငံတွေနဲ့ကျွန်တော်တို့ဆွေးနွေးပြီးဒါကိုကျွန်တော်တို့အဲရနိုင်အောင်စီစဉ်ဆောင်ရွက်နေပါတယ်နောက်ဆိုတော့အိန္ဒိယအတွက်ကလည်းကျွန်တော်ချိတ်ဆက်ပြီးဆောင်ရွက်နေပါဒါနဲ့တကယ်တော့မလောက်ပါဘူးဒါနဲ့တကယ်မလောက်ဘူးကျွန်တော်တို့နိုင်ငံနောက်ထပ်စတုထလိုင်းမဖြစ်ဖို့ဆိုရင် ပါခွေစည်းဒီထက်ပိုပြီးထိုးဖို့လိုပါတယ်။ဒါကြောင့်အဲ့ဒီလိုထိုးနိုင်အောင်အတွက်လည်းပဲကျွန်တော်တို့အစွမ်းကုန်ကြိုးစားပြီးစီစဉ်နေတယ်။ကျွန်တော်တို့ရနိုင်တဲ့နီလန်ပေါင်းစုံနဲ့ကျွန်တော်တို့စီစဉ်နေတယ်။ပြည်သူလူထုရဲ့စောစောကကျွန်တော်တို့မြန်မာပြည်မှာရှိတဲ့ပြည်သူလူထုရဲ့အနည်းဆုံး40ရာခိုင်နှုန်း50ရာခိုင်နှုန်းကာကွယ်ဆေးထိုးဖို့လိုပါတယ်။ဒါမှသာကျွန်တော်တို့စတုတ်ထလိုင်းမဖြစ်မှာဖြစ်ပါတယ်။ဒါအတွက်ကျွန်တော်တို့စီစဉ်နေပါတယ်။ ဒီနေ့ရရင်ဒီနေ့ထိုးมาဖြစ်ပါတယ်အဲ့ဒီလိုဒီနေ့ရရင်ဒီနေ့ထိုးနိုင်အောင်အတွက်လဲကျွန်တော်တို့တွေကျွန်တော်တို့ဟိုကျွန်တော်ဟိုဒေါက်တာထားထားလင်းရှိကနေကဖမ်းမခံရင်ကနေက ကျွန်တော်တို့တွေဓာရီကိုစီစဉ်နေခဲ့ပါတယ်ကျွန်တော်တို့ micro plan တွေရေးဆွဲထားပြီးသားဖြစ်ပါတယ်သက်ဆိုင်ရာ data အလိုက်ချင်းဆိုချင်း data အလိုက်ခရင်ဆိုခရင် data အလိုက်ကျွန်တော်တို့ micro plan များ ကျွန်တော်တို့အသေးစိတ်ရေးဆွဲထားပြီးဖြစ်ပါတယ်ဒီနေ့စီးရောက်ရင်ဒီနေ့ထိုးလို့ရအောင်စီစဉ်ထားပါတယ်လို့ကျွန်တော်အနေနဲ့ဖြေကြားခြင်းပါတယ်ကျေးဇူးတင်ပါ